2025ခုနှစ်ဇွန်လ9ရက်ဒီနေ့တင်းတင်းနာနေ့အတွက်ခொနည်းသားမီးအလုံးလို့တဲ့တဲတော်ကံကြမ္မာနှိမ့်ဖတ်ကြရမယ်ဆိုရင်တော့အောင်မြင်ခြင်းဆိုတဲ့ဝိဇ္ဇာတဲတော်သင်္ကေတဖြစ်တယ်။မတင်မထားပဲနဲ့မှော်စရာဆန်းဆန်းအခွင့်လန်းကောင်းနေရတတ်တယ်။အလုံမရတော့ဘူးလို့ထင်တဲ့အလုပ်တွေကရသွားတာငွေမဝင်တော့ဘူးလို့ထင်တဲ့အလုပ်တွေကငွေဝင်တာအကျိုးဆောင်လုပ်ငန်းလုပ်တဲ့ကိစ္စတွေမှာ ပြောဆိုတာချင်းဆိုတာတဲ့ကိစ္စတွေအတွက်ယုတ်တိရမတင်မှတ်တာပဲအောင်မြင်သွားတာမျိုးပါဒီလိုနေ့တွေဖြစ်ပါတယ်ဒီလိုနေ့မှာကံထူးကောင်းမှုလို့တော့ကတော့အဘဘူးမင်းကောင်ကိုရေနွေးကြမ်းနှစ်ခွက်စီကရက်နှစ်လိပ်လှူဒန်းပြီးဆူတောင်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုသန့်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရတန်ရဲ့အတွက်ကတော့မဟာဘုဗေရဏိယတဲနာနေဘွားပုတိဘွားဇာတာရှင်တွေဖြစ်ပါတယ်ပုတိရဲ့သဘောကမကျော်သောတာဘူးကျော်သောတော်လည်းနှိုက်မြတာမျိုးဂျုံတွေ့ရတာပါတယ်ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအတွက် ကုသိုလ်ရရလမ်းညွှန်ပေးရမယ်ဆိုတော့ဒီနေ့မွေးနေ့ရှင်တွေတော့တနေ့တာလုံးကံထူးကောင်းမှုလို့တွင်ကောင်းချင်းဆန်အဖြူတပီနဲ့ပဲစီ90သားတပူတိရရှင်ဆရာလေးတပါးကိုလှူဒါန်းလိုက်ခြင်းအားဖြင့်ကံတရားရဲ့အထူးထောက်ပံ့နေရပါလိမ့်မယ်ဒီနေ့အကျိုးပေးဆုံးမကဏ္ဍကတော့၄ကဏ္ဍ၃ညကဏ္ဍဖြစ်ပြီးတော့ငွေကြေးကိစ္စတွေအစဉ်ပြေချောမွေးဖို့လို့အတွက်ဆိုရင်တော့ဇီရီယောမြတ်ကြီးရဲ့တင်းနာထောင်းမှာငွေထီးတစ်လက်လှူပြီးမိမိဖြစ်လို့ဒီများဆူတောင်းလိုက်ပါ ငွေကြေးကိစ္စတွေတွေ့ဆုံပြောဆိုရမယ်အကြောင်းရှိရဆိုရင်တော့တပိယခရစ်တွက်မှာကာကြီးအခရာရေးရင်မွေးဆွဆောင်းသွားခြင်းအပြင်ပြည်လက်အေးချမ်းမှုကိုရပါနိုင်မယ်စရုဒန်နေကွန်တိုနိုင်နေလက်ဖက်ဆိုင်နေစားသောက်ဆိုင်နေမှာရောင်းပန်းသာဝယ်ပန်းလာဖို့လိုအတွက်ကတော့ဒီနေ့မှမှာဆိုင်ရှိမြင့်တောင်ကိုစံစည်းတဲ့အနေနဲ့ကျင်းထားလိုက်ရင်ဖြင့်အသီးသန်သန်ရောင်းအပ်တတ်ပါလိမ့်မယ်အယောင်ထိုင်နေတဲ့ကွန်ပျူစီတွေအယောင်တော့ဖို့အတွက်ကတော့စတိဇုံလေးတစ်ချောင်းနဲ့တို့ပြီးခေါင်းပြီးရိုက်ပြီးဆူတောင်းလိုက်ရင်တည်တည်တသာအယောင်ထွက်သွားပါလိမ့်မယ် အမှုအခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူတွေကံအစိုးရနဲ့လုကင်းမှုလို့တဲ့အမှုကြုံနေတဲ့သူတွေသူ့ရဲ့နာမည်ကိုတမောဒီအမဲ့မှာရေးပြီးသီလရှင်ဆရာလေးတစ်ပါးပါကိုလှူဒါန်းလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူရှိရဆိုရင်တော့ဓာတ်စာအဖြစ်နဲ့ဒီလိုနည်းမျိုးမှာလိမ္မော်တိသို့မဟုတ်ပန်းတိအနှဲငယ်စပြီးကျမ်းမာမှုတွေဆူတောင်းလိုက်ခြင်းအဖြစ်တိတိသာသာကံခွင်းကောင်းနေရပါလိမ့်မယ်ခင်ဗျာ အခြေကိစ္စမိတ္တိုင်းကိစ္စအိမ်တော်ကိစ္စတွေမှာတော့အေဂျင့်တရားပြောရှင်ရပါလိမ့်မယ်ဒီနေ့မှာအစဉ်ပြေဖို့လူတို့ကတော့အဝိုင်းရောင်ဖြော်ရည်တစ်ခွက်မြတ်စွာဘုရားရှင်လှူဒါန်းလိုက်ခြင်းအပြင်အခြေမိတ္တိုင်းအိမ်တော်ကြီးအေဂျင့်တရားပြောရှင်ရပါလိမ့်မယ်ခင်ဗျာ